အခုမဟာဗုဒ္ဓဝင်အမေဖြေကဏ္ဍရဲ့ရှင်ပြိုင်ပူဇော်မှုနောက်ဆုံးအဆင့်ကိုစတင်လိုက်ရအောင်ပါခင်ဗျာပဋ္ဌာန်းမြတ်ကုံသာနာပိမံရန်ကုန်စာပြေဌာနဗုဒ္ဓမာမကဗုဒ္ဓယဉ်ကျေးမှုအသင်းမန်ဖူးကျေစင်ရဲ့ဖြေဆူပူဇော်မှုဖြစ်ပါရယ်ခင်ဗျာကဲတမီးလေးမူးကျေစင်မိုက်ခရိုဖုန်းလေးပေးပါမယ်ပထမဦးဆုံးတစ်ချိန် เนาะสาပြီးတော့တခုမိကွန်းလေးဖြည့်မယ်เนาะအဲ့တော့တရောင်းချင်းစီပဲသွားပါမယ်တမီလေးမူးကျေစင်ဒါဆိုရင်ပထမဦးဆုံးတမီလေးစပြီးတော့ဖြည့်ဆိုရမယ်မိကွန်းအမှတ်စဉ်60ဖြစ်ပါတယ်အဲ့တော့မိကွန်းနံပါတ်60ကိုကျွန်တော်တို့အားလုံးအတူတူကြည့်လိုက်ရအောင်ပါခင်ဗျာမိကွန်းလေးကဝိတာခာចောင်းအမကြီးရဲ့နိဗ္ဗာန်ကောင်းမှုဝိတ္တုမှာယဟန်တန်ခါများတွေ့ နေမွန်းလွင်ချင်းလှူဒန်းတဲ့အဖျော်ရည်ဘယ်နှမျိုးရှိပါသနည်းမိကုံလေးကယေရှုရှင်လေးပဲမေးထားပါတယ်ဝိသကာကျောင်းမကြီးရဲ့နိဗ္ဗဒကောင်းမှုဝိတ္တုမှာယဟန်တန်ကာများအတွက်နေမွန်းလွဲချင်းလှူဒန်းတဲ့အဖျော်ရည်ဘယ်နှမျိုးရှိပါသလဲလို့မေးထားပါတယ်အဲ့တော့သမီးငယ်လေးအတွက်စင်စားဖြေဆိုခြင်းစက္ကန့်30စပါပြီခင်ဗျာ ြစ်မျိုးရှိပါတယ်တမင်ငယ်လေးအဖြေအတည်ပြုပါလားခင်ဗျာတပြေတရဲမူတရဖတ်သက်တမြီစီငပြောနှမျိုးကြဆဲတို့ရှစ်မျိုးအဖြော်ကြီးဖြစ်ပါတယ်ရှင်တမင်လေးအဖြေအတည်ပြုပါလားခင်ဗျာအတည်ပြုပါတယ်ရှင်စကန်လေးရက်ပေးဖို့လိုလားခင်ဗျာလိုပါတယ်ရှင်โอเคကဲတမင်လေးအဖြေကိုအတည်ပြုလိုက်ပါပြီအဲ့တော့တမီးလေးရဲ့ဖြီးစူထားတဲ့အဖြီးမှန်မှန်ကိုကျွန်တော်တို့အားလုံးတူတူ ကြည့်လိုက်အောင်ပါခင်ဗျာမှန်ပါတယ်ခင်ဗျာရှင်မျိုးဖြစ်ပါတယ်เนาะတမီလီယာရှင်မျိုးကိုသူကရွတ်တောင်ပြသေးတယ်เนาะလင်္ကာလေးနဲ့တကယ်ချစ်စရာကောင်းတယ်ကဲတကယ်ကောင်းယူပါတယ်ကဲတမီလီရဲ့ပထမတရောင်းအောင်မြင်ပါပြီ congratulations ပါတမီလီထိုင်လို့ရပါပြီခင်ဗျာဒုဒ္ဒဆုံးလင်ဗုဒ္ဓဝင်ဖွဲ့တိုင်ဦးမြို့စာပေဌာနသာသနာမာမကဓမ္မစကူမှတမင်းငယ်လေး မနှင်းထက်ထက်အေးရဲ့ဖြေဆူပူဇော်မှုပဲဖြစ်ပါရယ်ခင်ဗျာကဲတမီလေးနှင်းထက်ထက်အေးအဲတမီလေးပထမဆုံးစပြီးဖြေရမယ်မိခွန်းနံပါတ်58နော်မိခွန်းနံပါတ်58ဖြစ်ပါတယ်အဲ့တော့မိခွန်းနံပါတ်58ကိုအားလုံးအတူတူတမီလေးနဲ့အတူကျွန်တော်တို့ကြည့်အောင်ပါမိခွန်းနံပါတ်58ကကိတာဂေါတမီထေရီမဝိယုံသုံးဆွဲတဲ့ခေါင်းပါညံဖြင်းတဲ့သင်္ကန်းဟာ 应该也，每年的必送吧的礼的，给他过了年，这里嘛会有东西的，康巴那边的应该哈，应该也把老的必送的礼物，没差吧的？然后，等米里身上皮书签十件东西，啥宝贝看呀？等米里皮皮皮娃娃看呀？皮娃娃看呀？十件也皮不漏了看呀？OK，也皮漏一娃娃看呀？OK。 ။သမီးလေးအဖြေကိုတီးပြူလိုက်ပါပြီ။သမီးလေးဖြေဆွထားတဲ့အဖြေမှန်မှန်မှန်ကတော့မှန်ပါတယ်ခမညာ။ကောင်းပြီပါတယ်။ဟိတာဂေါရမီထေဒီမဝိယုံသုံးဆွဲတဲ့ခေါင်းပါညံဖြင်းတဲ့သင်္ကန်းဟာအင်္ဂါရဲ့သုံးပါးနဲ့ညီမျှပါတယ်။တမန်မီတော့သုဒ္ဓဆုံးလင်ဘုဒ္ဓဝင်ဖွဲ့ပဋ္ဌာန်းမြတ်ကုံသာနာပိမံရန်ကုန်စာပြေဌာနဗုဒ္ဓမာမကဗုဒ္ဓရင်ကျင်းမှုအသင်း ်သမင်းငယ်လေးမတ်အစ်ဂျာဗျူရဲ့ဖြည့်ဆို့ပူဇော်မှုအစီအစဉ်ပဲဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ဒီတစ်ခါသမင်းငယ်လေးအစ်ဂျာဗျူစတင်ဖြည့်ဆို့ရမယ့်မိဂွန်နံပါတ်က36ဖြစ်ပါတယ်ဒါဆိုမိဂွန်နံပါတ်36ကိုအတူတူကြည့်လိုက်ရအောင်ပါမိဂွန်လေးကတော့တိုင်းပြည်အုတ်ချုပ်မင်းလုတ်သူတို့ဟာတိုင်းသူပြည်သားလူအများကိုချီးမြှောက်တဲ့တင်ကဟတရားဘယ်နှပါရှိပါသလဲ တန်ပြီးအုတ်ချုပ်မင်းလို့သူတို့ဟာတိုင်းသူပြည်သားလူအများကိုချီးမြှောက်တဲ့နဲ့သင်္ကဟတရားဘယ်နှပါရှိပါသလဲတမင်ကလေးဖြည့်ဆိုခြင်းစကန်30စပါပြီ၄ပါရှိပါတမင်လေးအဖြေလေးတစ်ခါလောက်ပြန်ပြောပြပါဦး၄ပါရှိပါ၄ပါရှိတယ်လို့ပြောရနော်တမင်လေးအဖြေကိုတည်ပြပါလားခင်ဗျာတည်ပြပါစကန်ရက်ပြဖို့လိုလားခင်ဗျာရှင်းလို့ရပါဟုတ်ကဲ့တမင်ကလေးက၄ပါလို့ဖြည့်ဆိုလိုက်ပါပြီအဖြေမှန်မှန်ကတော့ မှန်ပါတယ်ခင်ဗျာတမ်းပြီးအုပ်ချုပ်မင်းလုပ်သူတို့တိုင်းသူပြည်သားတွေကိုချီးမြှောက်တဲ့သင်္ကဟာ104ပါးရှိပါတယ်တမီးလေးဂျေစုပါဂုဏ်ယူပါတယ်ခင်ဗျာတမ်းမှန်ပြီတော့သုဒ္ဓဆုံးလင်းဘုဒ္ဓဝင်ဖွဲ့တနုဘျူမြို့နယ်စာပြေဌာနရင်သွေးကဘာဓမ္မစကူကမတ်သဇင်ထွန်းရဲ့ဖြေဆူပူဇော်မှုအစီအစဉ်ပဲဖြစ်ပါရယ်ခင်ဗျာ ဒီတစ်ခါတမိလေးသဇင်ထွန်းဖြည့်ဆွားမယ်ပထမဆုံးမိကွန်းကမိကွန်းနံပါတ်51မှာမိကွန်းနံပါတ်51ကိုအားလုံးအတူတူကြည့်လိုက်ရအောင်ပါမိကွန်းလေးကအမျိုးသမီးဒါယကာမတို့နဲ့ဆက်လျင်း၍ယဟန်တော်များကျင့်သုံးရန်ဗုဒ္ဓမိန်ချာနီလန်ဘဏပါ ရှိပါတည်းအမျိုးသမီးဒါယကာမတို့နဲ့ဆက်လျင်းပြီးတော့ယဟန်တော်များကျင့်သုံးဖို့ ဗုဒ္ဓမိန်ကြားခဲ့တဲ့နီလန်ဘယ်နှပါရှိပါတယ်လို့မိပါတယ်။တမီလေးစဉ်းစားဖြည့်ဆိုခြင်းစက္ကန့်30စပါပြီ။3ပါရှိပါတယ်ရှင်။တမီလေးအဖြေကိုတည်ပြပါလားခင်ဗျာ။တည်ပြပါတယ်ရှင်။စကံရပ်ပေးဖို့လိုလားခင်ဗျာရပ်ပေးလို့ရပါတယ်ရှင်ဟုတ်ကဲ့သမီးလေးအဖြေအတီးပြုတ်လိုက်ပြီဖြစ်တဲ့အတွက်ဖြေဆူထားတဲ့အဖြေမှန်မှန်ကတော့မှန်ပါတယ်ခင်ဗျာ အမျိုးသမီးဒိုင်ဂါမာတို့နဲ့ဆင်လင်းပြီးတော့ယဟန်တော်များရှင်သုံးဖို့ဗုဒ္ဓမိန်ချခဲ့တဲ့နီလန်၃နီးရှိပါတယ် congratulations ပါသမီးလေးတမန်ပြီးတော့သုဒ္ဓဆုံးလင်းဗုဒ္ဓဝင်အဖွဲ့တနုပြုမျိုးစာပြေဌာနတိန်ကုန်းဓမ္မစကူကတားငယ်လေးမောင်ကောင်းလျံရဲ့ဖြည့်ဆူပူဇော်မှုအစီအစဉ်ပဲဖြစ်ပါရခင်ဗျာကဲဒီတခါတားငယ်လေးမောင်ကောင်းလျံပထမဆုံးဖြည့်ရမယ့်မိကုန်းနံပါတ်28 28နော် ိုး28နော်ဟုတ်ကဲ့28ပါကဲဒါဆိုတောင်းငယ်လေးမောင်းကောင်းလျံဖြည့်ဆိုးရမယ်မိကုံ28အတူတူကြည့်လိုက်ရအောင်ပါမိကုံလေးကမြတ်စွာဘုရားရှင်သည် မဟာသမယတုတ်တော်ကိုဟောတော်မူပြီးထိုနေရာမှာပဲဇယိုက်နှင့်ပုပ်ကိုရှင်တွဲ၍တုတ်တန်ပေါင်းမြည်မြဆက်လက်ဟောကြားတော်မူခဲ့ပါသည်။မိကုံလေးကမြတ်စွာဘုရားရှင်ဟာမဟာသမယတုတ်တော်ကိုဟောတော်မူပြီးတဲ့နောက်အဲ့ဒီနေရာမှာပဲ ဇယိုက်နဲ့ပုတ်ကိုရှင်တွဲပြီးတုတ်တံပေါင်းဘလောက်ဆက်ပြီးတော့ဟောခဲ့ပါသလဲ။ဘာငယ်လေးစဉ်းစားဖြေဆိုခြင်းစက္ကန့်30စပါပြီခင်ဗျာ။6ခုဖြစ်ပါတယ်ခင်ဗျာ။ဒါလေးအဖြေအတည်ပြုပါလားခင်ဗျာ။အတည်ပြုပါတယ်ခင်ဗျာ။စက္ကန့်ရက်ပြဖို့လိုလားခင်ဗျာ။ดูပါတယ်ခင်ဗျာเนาะစကန်ရက်လိုက်မယ်တန်းငယ်လေးအဖြေကိုအတီးပြုတ်လိုက်ပြီးဖြစ်တဲ့အတွက်အဖြေမှန်မှန်ကတော့မှန်ပါတယ်ခင်ဗျာ မြတ်စွာဘုရားရှင်မဟာသမယတုတ်ဟောပြီးတဲ့နောက်ဇယိုက်နဲ့ပုဂ္ဂိုလ်ရှင်တွဲပြီးတုတ်တန်ပေါင်း6ခုဆက်ပြီးတော့ဟောကြားခဲ့ပါတယ်ခုံကြီးပါတယ်တောင်းငယ်လေးထို့နောက်မှာတော့သုရဆုံလင်ဘုဒ္ဓဝင်ဖွဲ့ဒိုင်ဥမျိုး စာဖြေဌာနဇဘူရနာမင်္ဂလာတရားတော်တင်နန်းကျောင်းကတောင်းငယ်လေးမောင်တစ်လွင်ထူးရဲ့ဖြေဆူပူဇော်မှုပဲဖြစ်ပါရယ်ခင်ဗျာကဲဒီတခါတားလီမောင်တစ်လွင်ထူးပထမဆုံးဖြေဆူရမယ်မိကုန်းကနံပါတ်၄ number four 琵琶嘞，没光留几样吗？都没让新一队也把他们不会这样年边年的过酸椒，你们还不太会面基的，也对米面片边酸都漏开吧的呢。都没让新一队也把他们不会这样年边年的过酸椒，你们还不太会面基哈，也对钱包不老边酸都漏开吧的嘞。 ။ဘာငယ်လေးစဉ်းစားဖြေဆိုခြင်းစက္ကန့်30စပါပြီ။ဩ6ပါ6ပါရေးပါမယ်။ဘာငယ်လေးအဖြေတီးပြီးပါလားခင်ဗျာ။စကန်ရက်ပေးဖို့လိုလားခင်ဗျာ။ Okay ။ဘာငယ်လေးအဖြေကိုအတီးပြလိုက်ပြီဖြစ်တဲ့အတွက်အဖြေမှန်မှန်ကတော့မှန်ပါတယ်ခင်ဗျာ။သူမိတာရှင်ရသေးရဲ့ပါရမီပရိစိယဉာဏ်ပညာတကူဆွမ်းကြောင် မဟာပထဝီမြေကြီး6ကျိန်ပြင်းစွာတုန်လှုပ်ပါတယ်ဂုံကြီးပါတယ်တားငယ်လေး